ကျွန်တော်ကဟိုဆောက်လုပ်ရေး sector မှာအလုပ်လုပ်တဲ့သူဆိုတော့ဆောက်လုပ်ရေးလုပ်ငန်းဝင်နေတဲ့ဟိုနေဘူးမရှောင်မိုးရမရှောင်သွားရတာရှိတယ်။အဲ့လိုအနေအထားမျိုးတွေမှာကြတော့ဟိုကျွန်တော်ဥယျာဉ်မှာရားရံတဲ့ပြဿနာမျိုးတွေဖြစ်တာရှိတာပေါ့နော်။ပြီးတော့ကျွန်တော် covid တုန်းကလည်းဒီသပင်ကျွတ်တဲ့ပြဿနာမျိုးတွေဖြစ်လာခဲ့တာအဲ့အဲ့ရဲ့နောက်ဆက်တွဲတွေအတွက်သပင်ကျွတ်တာတွေဖြစ်တယ်။ပြီးတော့အသက်40ကျော်လာပြီးနောက်ပိုင်းမှာကြတော့အဓိကဒီနှစ်ဖူးပြောင်းလာတဲ့ ပြဿနာမျိုးတွေပေါ့အဲ့ဒါတွေနပတ်သက်ပြီးတော့ကျွန်တော်မှတွေ့ကြုံခံစားနေရရှိတယ်ကျွန်တော်တကယ်ပြောထူးထူးခြားခြား treatment ယူခဲ့တာမျိုးတွေတော့မရှိဘူးဟိုခေါင်းလေးစီပြောင်းသုံးတာလောက်ကလွဲရင်တော့ကျွန်တော်ဘယ်လို treatment ယူရမှန်းဆိုတော့ဟာဟိုကျွန်တော်မသိခဲ့တာပေါ့နော်လုတ်ကိစ္စတစ်ခုနဲ့ပေါ့နော် pure ကိုရောက်လာတဲ့အချိန်မှာကျွန်တော်သိလိုက်တာ pure မှာဒီလိုသပင်နဲ့ပတ်သက်ပြီး hair treatment တွေလုပ်ပေးတယ်ဆိုတာကို တည်လိုက်ရတယ်တည်လိုက်ရတော့ကျွန်တော်အဲ့ဒါစိတ်ဝင်စားတဲ့အတွက်ကြောင့်အခုဆိုရင်တော့ဟို treatment ယူခဲ့တာ၃ချိန်လောက်ရှိပြီပေါ့အဓိကကဒီ head treatment ပြောမှလုပ်တဲ့ဟာမှာဥမာထုံသေးပေးရတာလည်းမရှိဘူးအဲ့နဲ့ဖောက်ရတာလည်းမရှိဘူး နာကျင်တာမျိုးလဲကျွန်တော်မဖြစ်တဲ့အတွက်ကျွန်တော်တော်တော်အဆင်ပြေတယ်အခုဆိုရင်ကျွန်တော် treatment ယူတာအဲသဘင်ဆန်ဆာမှာကျွန်တော်မွှေးညင်းလေးတွေပြန်ပေါက်လာတာရှိတယ်သဘင်ကျွတ်တာတို့ဘာလို့တိတိတသားရော့သွားတယ်ပြီးတော့ဥယျာပြားရားရံတာတို့ဘာလို့ဆိုလဲမဖြစ်တော့ဘူးပေါ့နော်ဒါကတော့လက်တလောကျွန်တော်ဟိုရရှိတဲ့ဒီ treatment ရဲ့အကျိုးကျေးဇူးတွေပါအဓိကအားသာချက်ကတော့ဒီမှာဟို treatment ယူတဲ့ဟာနှစ်ပတ်တစ်ချိန်လောက်ပဲလာရတာမျို ရှိတယ်ပြီးတော့တကြိမ်လာလုပ်ရင်လည်းကျွန်တော်တို့တနာရီလောက်ပဲကြာတယ်အဲ့တော့ကျွန်တော်လူမျိုးပေါ့ဗောနော်ဟိုနေတွေသွားပြီးတော့ site တွေကိုဆင်းရတာတွေရှိတယ်ဒီ project တွေအကုန်လုံးပတ်နေရတဲ့သူအဖို့ကဟိုအချိန်အများကြီးမပေးရတာဟိုကကျွန်တော်တို့ဟိုတော်တော်ကိုအဆင်ပြေတယ်ဗောနော်အဲ့တော့ပြီးတော့ဒီမှာဆိုရင်ဟိုခင်မိတဲ့ဤပညာတွေရှိတယ်အမခံချက်တွေရှိတယ်ပြီးတော့ console ကိုလည်းကောင်းကောင်းလုပ်ပေးတယ်အဲ့လိုအနေအထားမျိုးတွေဖြစ်တဲ့အတွက်ကျွန်တော်တော်တော် ဒီ viewer က hair treatment လုပ်ရတာအများကြီးအဆင်ပြေတယ်အဲ့လိုအဲ့တော့ကြောင့်ကျွန်တော်အနေနဲ့ကလည်းဟိုဒီသဘင်နဲ့ပတ်သက်ပြီး problem ရှိနေတဲ့သူတွေကိုတိုက်တွန်းလိုတာက viewer ကိုတစ်ခေါက်တစ်ခါလောက်လာပြီးတော့နောက်ဒီကနေ consultation ကိုရယူရယူပြီးတော့ treatment လုပ်သင့်တယ်လို့တော့ကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်